ပီအက်ဂျီကိုကြော်ဖြတ်ပြီးချန်ပီယံလိဖိုင်နယ်တက်မယ်ချန်ပီယံလောင်းအာဆင်နယ်ရဲသမားလုံးမဲမိန်လာမြောင်ရွှေအိုအိုင်ဘတ်ကွန်ရှစ်ကိုအွန်လိုင်းအချင်းကနေပြန်လည်ကြိုးစားလိုက်ပါလိမ့်အာဆင်နယ်ကချန်ပီယံလိကိုလုံးဝအောင်းရင်လိုက်ပါပြီပရီးမီယာလိမှာရတဲ့ဒီဆိုးနေရဆိုတာတို့အလေးမထားလို့ပါတို့ရဲ့စိတ်အာရုံအလုံးစုံကိုချန်ပီယံလိပြိုင်ပွဲမှာရှိနေတာဖြစ်ပါတယ်အာဆင်နယ်ပရိသတ်တွေကိုယ်တိုင်လည်းချန်ပီယံလိကိုအင်အားပေးအားပေးဖို့စီစဉ်နေရရှိပါတယ်အာဆင်နယ်တို့ပီအက်ဂျီကိုကြော်ဖြတ်ဖို့တော့လုံနေပြီဒါကလည်းလက်ရှိအင်အားရောင်ဖြစ်နိုင်စရာအကြောင်းကိုမရှိတာပါ PSG ကအရန်ကိုကောင်းတဲ့အသင်းဖြစ်ပါတယ် တို့ရဲ့အတိုင်းစစ်ကဘလိုခံစစ်ကိုပစိုးဖြိုခွဲနိုင်တဲ့အင်အားမျိုးရှိနေပါတယ်ဒါပေမဲ့ဒီကတို့ရင်ဆိုင်ရမှာကနှီးကွေးလင်းလယ်တွေခံစစ်မဟုတ်ပါဘူးဒီနေ့လေကသူတို့တဲ့အစအတန်အင်အားနှိမ့်တဲ့အသင်းအသင်းရဲ့ခံစင်းမဟုတ်ဘူးသူတို့ရင်ဆိုင်ရမှာကလက်ရှိကဘာအကောင်းဆုံးနောက်ခံလို့စားလီပါဥဆောင်တဲ့ငယ်ရွယ်နုပြိုကြစ်တဲ့ခံစင်းဖြစ်ပါတယ် PSG ကကွဲလက်ခံစင်းမှာလိုအပ်ချက်တွေရှိတာမို့ကိုဘကတာလွန်နေပြဿနာမဟုတ်ပဲပြန်ဘက်ကတုတ်ပြန်နိုင်တဲ့အသင်းဆိုရင်တော့တိုင်ပတ်လေးရှိပါတယ် PSG ကအမြင်ပေါ် အားပြုတဲ့အသင်းတွေနဲ့ရင်ဆိုင်ရခက်တယ်လို့တေကံဘောတွေကိုလည်းမတားဆီးနိုင်ပါဘူး PSG အသင်းပေးထားတဲ့အတွင်းကိုရဲ့သုံးပုံတစ်ပုံကတေကံဘောတွေကနေပေးထားတာဖြစ်ပါတယ် PSG ကဘောလုံးပိုင်ဆိုင်မှုကိုလုံမင်းအားပြုကစားတဲ့အသင်းဖြစ်ပါတယ်တပွဲပြင်းများဘောလုံးပိုင်ဆိုင်မှု60 90ကြာယူကစားပြီးတိုက်စစ်ကိုစိတ်မြေတပြေးဆင်တာပါလက်ရှိမှာအာဆင်နယ်ကပြန်ဘက်ကဘောလုံးကင်လေးကြိုက်လေဆိုတဲ့အနေထားမျိုးရောက်နေတာဖြစ်ပါတယ်အာဆင်နယ်ကအရင်ကလိုမဟုတ်ဘဲတမ်ပီယံတိုက်စစ်ကနေဂိုးယူတဲ့အပိုင်းမှာလည်းအများကြီးတိုးတက်လာပါတယ် အများကြီးပိုကောင်းလာနေပါတယ်ရီယယ်မက်ထရစ်ရဲ့ကိုနိုင်ခဲ့တာကအာဆင်နယ်အတွက်အများကြီးစိတ်ခွန်အားရစေပါတယ်အာဆင်နယ်တို့ရီယယ်မက်ထရစ်ကိုအဖုံးပိတ်ထားတဲ့ကွင်းကြီးထဲမှာညှော်နှဲမထအောင်ကောင်းကောင်းကြီးချက်ပြုတ်သွားခဲ့ပါတယ်အာဒီတာနဲ့ဆင်မြန်ကြီးကစားသမားတွေအနေနဲ့လေးနဲ့မဟုတ်ပဲလက်တွေ့အနိုင်လုပ်ပြသွားခဲ့ပြီးရီယယ်ကိုနှစ်ကြိမ်လုံးအနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်အာဆင်နယ်တို့ရီယယ်မက်ထရစ်ကိုချန်ပီယံလိမ်မှာမရှုံးမှုသေးတဲ့အစဉ်လာကိုထိန်းသိမ်းနိုင်ခဲ့တာဖြစ်သလိုဘာနေဗျူးကွင်းမှာကန်သမျှပွဲတိုင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒါကြောင့်အာဆင်နယ်ဖန်တွေလည်းချန်ပီယံလိမ်မှာရီယယ်မက်ထရစ်ကိုရာသီတိုင်းတွေးကျင်နေတယ်ဘာတွေဖြစ်ကုန်ကြပြီဖြစ်ပါတယ်ရမားကျော်မှာသုံးကုပ်ပြည့်ရှုံးနေခဲ့ပြီနော်ရီယယ်မက်ထရစ်ကအာဆင်နယ်ကိုပုံစံမျိုး ို့နဲ့ဖဲခဲ့တာပါကစားသမားတွေကလည်းပွဲမဆခင်စိတ်အားထူးတက်ကြွစေမဲ့ဗီဒီယိုပြထားတဲ့အပြင် Real ပြည်သူတွေကလည်းအာဆင်နယ်ကစားသမားတွေစီလာမဲ့ဘတ်စကားကိုအင်အားတွေပြခဲ့တာဖြစ်ပါရင်ဒါအပြင်ကွင်းကိုအမိုးပါပိတ်ထားခဲ့ပြီးအရင်လုံးကလိုပုံစံအတိုင်းကမ်ပတ်နဲ့ချမ်းချက်ဆိုတာဖာလဲပြတာကိုပြင်ဆင်လာခဲ့တာဖြစ်ပါရင် ဒါမဲ့တကယ်တမ်းမှာတော့အာဆန်နယ်ကပဲရီယယ်မက်ထက်ကိုအကောင်းဆုံးတိုးပြန်သွားခဲ့ပြီးဘာနီမျိုးကွင်းထဲမှာပြန်လည်ချက်ပြုတ်သွားခဲ့တာဖြစ်ပါရင်ဘာနီမျိုးကွင်းထဲကမနေ့90ဟာအရန်ကြာတယ်ဆိုတော့အာဆန်နယ်အတွက်မဟုတ်ပဲရီယယ်အတွက်ပြန်ဖြစ်သွားခဲ့တာဖြစ်ပါရင်ရီယယ်လို့ချန်ပီယံလိမှာမှာဝင်နေပါတယ်ဆိုတဲ့အတင်းတော့အာဆန်နယ်ကိုဘယ်လို့မှရှင်မရခဲ့ပါဘူးအိမ်ကွင်းမှာရောအဝေးကွင်းမှာပါမနိုင်ဖြစ်သွားတာပါအာဆန်နယ်က PSG နဲ့အဝေးကွင်းမှာပါတီကိုမတုံးနိုင်ခဲ့တာကနေနာဆရာကောင်းပါရင်အာဆန်နယ်ပွဲထွက်ထုတ်သွင်းလိုက်တဲ့ခွန်ချင်းကတော့တိုက်ဆဲမှာမာတီနယ်လီထရော့ဆက်ဆာဂါတို့ဖြစ်ပြီးကွင်းထဲမှာမာရီနို right declare right ခန်းစစ်မှာ Louis Kelly QE ကစာလီဝါတင်းမနဲ့ကိုသမရာလိုဖြစ်ပါတယ်။ Arsenal ရော PSG ကိုအိမ်ခွင်းမှာဘယ်နှလုံးလောက်ဖုတ်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဗီဒီယိုလေးကလောက်ပါမယ်။နောက်နေ့မှာလည်းအာကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like နဲ့ follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချောလိုက်ရပါတယ်ခင်ဗျာ။